မင်္ဂလာပါရှင်ယခုဖော်ပြပေးမယ့်အကြောင်းအရာလေးကတော့ဆရာကြီးဓမ္မစရိယဦးထေလံရေးသားသောညောင်တို့မြို့ဒုတိယဆန်ကျောင်းဆရာတော်ကြီး၏အံ့ဘွယ်တစ္ဆာအကြောင်းကိုဖော်ပြပေးတော့မှာဖြစ်ပါတယ်ရှင်ဒီအကြောင်းအရာလေးကိုမပြောပြခင်မှာယခုလိုဘူးသူဒ္ဒရဝေယအကြောင်းအရာလေးများကိုပုံမှန်တင်ဆက်ပေးတော့မှာဖြစ်တဲ့အတွက် ကျမတို့ရဲ့ငြိမ်းချမ်းရေးဆရာ YouTube Channel လေးကိုလည်း Like and Subscribe လေးလုပ်ပေးတော့ကြပါဦးရှင် လောက၌တတဝါတို့သည်မမျောလင်းပဲအကြက်အတဲများနှင့်ရင်ဆိုင်ကြရ၏မရှူနိုင်မရှိုက်နိုင်ကဲပါယူပါတေတွင်းဝသို့ရောက်လူနီးပေးကြီးများနှင့်လည်းကြုံရတတ်သည်ဘေးရန်အန္တရာယ်အမျိုးမျိုးနှင့်ကြုံတွေ့ကြရသောအခါမိမိတို့သဘောပေါက်သလိုရင်ဆိုင်ကြရ၏ခုခံကာဝယ်ကြ၏လွရလွတ်ကြောင်းယုံကံကြ၏အောင်မြင်သည်လည်းရှိ၏ဆုံးရှုံးသည်လည်းရှိတွေ့ကြုံနေရသောဘေးဒုက္ခကလွတ်အောင်တွေ့ယူတွေ့ရန်ကြံရမယ့်ခုခံကာဝယ်ကြတော့လေပုံသေးနီးလမ်းများမရှိ တကယ်ဆံပြုတ်လိုက်တော့နိမန်လမ်းမှလည်းမရှိတွေးအေးအေးနဲ့ရင်ဆိုင်ရဲသောလက်နက်လည်းမရှိဥကြိုရှိသူကဥကြိုအာကိုနဲ့ခုခံဤကာကွယ်ဤအဆွဲရှိသူကအဆွဲနဲ့ခုခံဤကာကွယ်ဤလက်နက်ရှိသူကလက်နက်နဲ့ခုခံဤကာကွယ်ဤခုခံကာကွယ်ရင်းနဲ့ပဲဘဝနေကုန်ချုပ်ကြရသည်အာကိုရာမရှိသောကိုးကွယ်ရာမရှိသောတရဝါတို့၏ဘဝသည် အလွန်တနာစရာကောင်းဤ ဤနေရာ၌ဘေးတွေဝိုင်းဝိုင်းလည်နေသောတရဝါတို့အတွက်မြတ်စွာဘုရားသာသနာတော်သည်ဝါဗုဒ္ဓဘာသာသည် နိဗ္ဗာန်ရဖို့သာမဟုတ်အဖက်ဖက်ကအကာအကွယ်ပေးလျက်ရှိဤဤသည်ဖို့သာလို၏အတုံးချရတ်ဖို့သာလို၏အရေးကြုံလင်းသွေးအေးနှင့်ရင်ဆိုင်နိုင်ရန်အသင့်ပြည့်စုံမှုရရှိထားရန်မှာအရေးကြီးဆုံးပဲသည်ဥစ္စံသောဘာသာတနတ်မှန်လို့တဲ့ တချင်းကညောင်နှုတ်မြို့တွင်ရွှေဟင်းသာတော်ရကျောင်းတိုင်းမှာဥပဇင်တပါဥဆန်တော်ဘာသာတောင်းရန်သူဤတနက်ထိမှန်သဖြင့်တဆန်ရာပုံကိုများအထိတ်တလန့်ဖြစ်ခဲ့ကြရသည်အဖို့ရဟန်းတော်များနှင့်အတူဘေးကင်းရာတိမ်ရှောင်ရင်တရုတ်တင်ဆိုင်တွင်၌တနက်မှခံရသည်အဝိပခတ်ဖြင့်ဥပိုးစင်တိုက်သူတည်ဆောင်ကြ၏စေယုံစေကန်သူဆရာဝန်အမြန်တော်ရောက်ခေါ်သူကခေါ်၏ဆရာဝန်ကမရှိစစ်ဆက်တတ်သူကတူတက်တဲ့၍လာရောက်ကူညီ၏ နောက်ဘူရုစိန်တက်မှာစေမှုတယောက်ရောက်လာပြန်ဤသို့သောဥဆန်တော်မျက်နာမှာကတွေ့မရှိတော့ တော်တဲ့အော်လို့သာနေတော့ဤအနီနာရှိရန်ရှင်လူများအလုံးလဲဘာလို့လို့ပါကရမ်းမမ်းမသိသူတို့မျက်နာမှာလဲတွေ့မရှိကြတော့ထိုခိုက်ဒုတိယဆန်ကျောင်းဆရာတော်ဖျားကြီးနဲ့ကျွန်ုပ်တို့ဤဓမ္မမိတ်ဆွေပါဠိစကားပြောဘက်လဲဖြစ်တော့ဥပဇင်ဥဓမ္မရတ္တတို့အရှင်မြတ်နှစ်ပါးကလူနာခေါင်းရင်းတို့ရှေ့စဉ်နောက်စဉ်ကြွလာကအတိတိတစ္ဆာဆိုတော်မူကြသဖြင့်ယောဂါပြောက်ကင်းကြောင်း1986ခုနှစ်ထုံးရွှေဟင်းသာတောရကျောင်းတိုင်း85နှစ်မြောက်အထိမ့်မှန်စာဆောင်၌ကာယကံရှင်ကိုယ်တိုင်ပြန်လဲရေးသားထားသည်ကိုဖတ်ရှုရသည် ည်။ကာယကရှင်ဥစံတော်ဘာသာကစတ္ထတန်ခါယနာအချိန်ကနိုင်ငံတော်အစိုးရ၏နိုင်ငံသားသာသနာပြုဓမ္မဒုဒဝိဇာလေယစီမံကိန်းအရအိန္ဒိယနိုင်ငံသို့ဥစွာပညာသင်သာသနာပြုကြွရသောပုဂ္ဂိုလ်ဖြစ်သည်။ယခုစက်မှုလေယဌာနဝန်ထမ်းအငိမ့်စားဓမ္မစရိယဥနုရင်းချောင်းကိုပဲစာရေးဆရာမွန်ဘီယာက1992ခုနှစ်ဧပြီလတုန်းမျက်စုမွန်ဘာသာရေးမဂ္ဂဇင်း၌ပြန်လည်ခြေမုံတင်ပြထားသည်ကိုလည်းဖတ်ရှုရသည်။ တို့ရာတွင်စဖတ်သူတို့အတွက်ပို၍ခိုင်မာမှုအထောက်အထားဖြစ်စေရန်အလို့ငါကာယကရှင်ကိုယ်တိုင်ရေးသားချက်ကိုဤ၌ဖော်ပြပါမည်ရှင်ကိုမဖော်ပြမီဤ၌ဖော်ပြလိုသည်မှာမှန်ကန်သောတစ္ဆာစကားမွတ်ဆိုပုံနှင့်ပတ်သက်၍အရှင်းမြတ်နှစ်ပါးတို့မွတ်ဆိုသောတစ္ဆာစကားမှာဖျားတရားတန်ခါကုန်များနဲ့အငှားမွတ်ဆိုသောတစ္ဆာမဟုတ်တကယ်ကိုပိုင်တစ္ဆာဖြစ်ကြောင်းအလေးနက်သတိမူစေကြလိုခြင်းပင်ဖြစ်၏ အရှင်မြတ်နှဘာတို့၏တစ္ဆာမှာကိုပိုင်တစ္ဆာဖြစ်ဦးများမကတည်တည်ချာချာနားထောင်ဖတ်ရှုကြည့်ရင်ကြက်သီးထလောက်ပေသည်တစ္ဆာဆိုပုံကိုထောက်၍အရှင်မြတ်နှဘာတို့၏ဘဝအမြင်ရှိမုံဘဝနှင့်တမတသားတဲ့ကြောင့်စိတ်တုံးတုံးချကျင့်သုံးနေထိုင်တော်မူကြပုံစသည်တို့ကိုပါကြည်ညိုအားကြရပါသည်ဤတစ္ဆာမျိုးမှမစွမ်းလျင်ဘယ်တစ္ဆာစွမ်းမှာတော့အန်နီး မြေသည့်နီးနှင်းများဖြည့်ရှင်ရေမရနိုင်လောက်သောအခက်အခဲများကြုံလာသောအခါဤကဲ့သို့ရဲရဲတောက်သစ္စာပြုနိုင်အောင်လူတိုင်းလူတိုင်းကိုယ်ပိုင်အားကိုယ်တစ်ခုရှိထားသင့်ကြပေသည်ဤချက်ကိုအလေးနက်သတိပြုစေခြင်းသဖြင့်ဤစကားမျိုးကိုရေးသားလိုက်ခြင်းဖြစ်ပါသည် တစ္ဆာနှုတ်သည်မန္တန်ကြီးကတည်ပြီးတော်မှရှင်ပြန်ရည်ဆိုတဲ့ကဲ့သို့မြတ်စွာဘုရားရှင်လမ်းညွှန်မှုတို့သည်လူမှုကိစ္စအဝဝအတွက်ဘဝတလျှောက်လုံးအားကိုးလောက်ပါပေသည်ဘုရားဝါဒတွင်ဘာသာဝင်တို့အတွက်ဘုရားသခင်ကဲတဲ့မှုခမ်းမပါကိုကိုကိုအားကိုးရမည်သဘောလဲပို၍ပေါ်လွင်နေသည်ရင်တို့ဆိုတော့ငါမှကိုကိုွယ်ရလာအောင်အဖေအမျိုးရှိဒီကိုလေးလာစင်ကိုပြုစုပြုထောင်ကြကုန်တနတ်မှန်သူဤကိုတွေ့သစ္စာ ဥပဇင်းစံတော်ဘာသာဆရာကြီးဓမ္မစရိယဦးနွေကိုရန်ရေးသားချက်မူရင်းမှာအောက်ပါတိုင်းဖြစ်ပါကြောင်းအချိန်ကမြန်မာနိုင်ငံအနှံ့အပြားတွင် ရောင်စုံတောင်းညံ့သူများထကြွတောင်းညံ့နေခြင်းဖြစ်ပါသည် ထိုအချိန်တွင်သာသနာထွန်းကားသောညောင်နှုတ်မြို့မှာလည်းတောင်းညံ့သူများလက်တွဲကမလွတ်ကင်းခဲ့ပါတနေ့တွင်ညောင်နှုတ်မြို့၌တောင်းညံ့သူချင်းချင်းတိုက်ပွဲဖြစ်ပွားနေသဖြင့်ရှုရင်းသာတော်ရတိုက်ရှိတန်ဃာတော်များသည်လည်းဘေးလွတ်ရာသို့တိမ်းရှောင်ကြရသည်ရင်းသို့တိမ်းရှောင်ကြစဉ်တရုတ်တင်းဆိုင်သို့အရောက်တွင်စားရည်သူသည်ကြည်စံထိမှန်ခံခဲ့ ဲ့ရ၏။ကြည်စံမှာကြောဘက်လက်ရလက်ပြင်အောက်မှဝင်၍လက်ဝဲပခုံးစွန်းသို့ရောက်နေခဲ့သည်။အဖော်ရဟန်းများကစာရေးသူအားပက်လက်ကလထိုင်းဖြင့်တည်၍ယခုရွှေရင်သာတော်ရတိုက်၏ဆရာတော်ရဟန်းတိုင်ကဥပိုးစဉ်တိုက်အောက်ထက်တွင်ထားရာညနေ6နာရီခန့်တွင်ကြီးစိတ်တက်ခဲ့သည်။ကြီးစိတ်တက်လာသဖြင့်ရှင်ထဲမှာလက်ဝဲလက်ရနှစ်ဖက်စလုံးအဆက်မပြတ်နာကျင်နေသည်။နာကျင်မှုပြင်းထန်လို့သဖြင့်စာရေးသူလည်းအောက်အင်းတိခန့်ခြင်းကမတက်နိုင်တော့ပဲညှိတွားနေခဲ့သည်။အတန်ကျဲလောင်စွာထွက်သည့်အထိညှိတွားနေခဲ့မိသည်။ ထိုအချိန်တွင်ရွှေရင်သာတော်ရတိုက်ဟုတ်စရာတော့ပြန်လည်တော်မူပြီးသောဒုတိယဆန်ကြောင်းစရာတော်သည် စာရေးသူအော်ဟစ်ညင်းယူနေစဉ်ခေါင်းရံဘက်သို့ကြွရောက်လာသည်စရာတော်သည်ခေါင်းရံ၌ထိုင်လျက်နာကျင်လုံးသဖြင့်တပြောင်းပြန်ပြန်လူလုံးညီးတွားနေသောစာရေးသူအားစူးစိုက်ပြီးခြေဆုံးခေါင်းဆုံးကြီးကအောက်ပါတိုင်းနှုတ်တော်မှတစ္ဆာစကားကိုမှတ်ကြားတော်မူခဲ့သည် ကျွန်ုပ်သည်ရွှေရင်သာတော်ရတိုက်သို့ရောက်သည့်ချိန်မှစ၍တန်ဃာတော်တို့၏အကျိုးစီးပွားအတွက်သာအမြဲစဉ်းစားခဲ့၏ကျွန်ုပ်၏ကိုကျိုးစီးပွားအတွက်မစဉ်းစားခင်အိမ်မကန်သောတစ္ဆာစကားကြောင့်ဥစံသောဘာသာခံစားနေရသောဝေဒနာပျောက်ကင်းပါစေ ဆရာသူသည်ဆရာတော်၏တစ္ဆာစကားကိုယခုတိုင်အမြဲတရိယာနေပါသည်ဆရာတော်တစ္ဆာဆို၏ပြန်ကြွသွားပြီးနောက်ဆရာသူ၏မိတ်ဆွေဦးဓမရတယခုပြည်မျိုးဘာနသည်ចောင်း၌တိုက်အောင်ဆရာတော်ရောက်လာကဆရာသူ၏ခေါင်းရမထိုင်လျက်သူရုပ်ဆိုမိတုတ်တော်များကိုနှလုံးသွင်းရန်တိုက်တွန်းကဓမ္မစကဘဝတ္တနာတုတ်အနတ္တလက္ခဏတုတ်တို့ကိုယွယွတစ္ဆာဆိုပြပါသည် ဥတ္တမရတဆိုသောတစ္ဆာစကားမှာကျွန်ုပ်သည်ရဟန်းဘဝသို့ရောက်သည့်အချိန်ခါမှစ၍ကျွန်ုပ်၌တိလျက်လွန်ကျူးမိသောတိတ်ခါပုတ်အာဘတ်မရှိ။ဤမင်္ဂန်သောတစ္ဆာစကားကြောင့်ဥစ္စံသောဘာသာရေးဝေဒနာပျောက်ကင်းပါစေ။ဆရာတော်နှင့်ဥတ္တမရတတို့တစ္ဆာဆိုပြီးသည့်နောက်တွင်ဆာရေးသူသည်ရေတောက်ရန်တရီရလာသည်။ ရေတောက်ရန်တောင်းရန်သူနာပြုတန်ဃာတော်များကကြည်စံထိမှန်သူဖြစ်၍ရေမပေးရကြချေနောက်ဆုံးမင်းအမက တောင်းသဖြင့်ရေနှဲငယ်ထည့်ပေးကြသည်ရေတောက်လိုက်သည်နှင့်တပြိုင်နက်ရေကိုပြန်အထုတ်လိုက်သည်ပြန်အထုတ်လိုက်သောရေမှာအနက်ရောင်ဖြစ်သည်ရေကိုအထုတ်လိုက်သည့်အချိန်ခါအခိုက်တန်တွင်နာကျင်မှုတက်တာသွားသည်ဤနည်းဖြင့်ရေတောင်းလိုက်တောက်လိုက် ပြန်ထုတ်လိုက်နှင့်လို့ရာရေမဲတွေကြီးထွက်လာသည်ရေပေးသူများကလည်းန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 ည်းသာပေးကြရ၏ နောက်ဆုံးတဖန်ခွက်အပြည့်တောင်းတောက်ပြီးနောက်အန်ထုတ်ခြင်း၍အန်ထုတ်လိုက်ရာရေမဲတွေကြီးတဖန်ခွက်လောက်ပင်ထွက်သွားသည်ထို့အခါနာကျင်မှုအလုံးယူပစ်လိုက်သလိုပျောက်သွားခဲ့သည်ဤကားအန်ဟောဘွယ်ဟာဆရာတော်သခင်ဂျေဇုရှင်တို့၏အသက်ကိုပင်ကယ်မနိုင်သောတစ္ဆာအာနိသင်ပါပေသည်ဒီဗီဒီယိုလေးကိုစုံတိကြည့်ရှုပေးရအတွက်ဂျေဇုတင်ပါတယ်ရှင်ကျမတို့ရဲ့ငြိမ်းစရာ YouTube Channel လေးကိုလည်း Like and Subscribe လေးလုပ်ပေးသွားကြပါအောင်ရှင်နောက်ဗီဒီယိုလေးတွေမှာလည်းပြန်လည်ဆုံတွေ့ပါရစေရှင်